မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မတ်လ20ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်နိုင်ကိုဖမ်းရမ်းထုတ်ရန်ပြင်ဆင်နေတဲ့အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC ရဲ့လောက်ရများဟာမှားယွင်းနေတယ်လို့စံဖို့ဥက္ကဋ္ဌခင်ကြီးက ထုတ်ဖော်ပြောဆိုလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့က ICC တရားရုံးရဲ့လုံရများအပေါ်စံဖို့ဥက္ကဋ္ဌခင်ကြီးရဲ့ပုံသက်ချက်ဗီဒီယိုကိုစစ်တပ် lobby Telegram channel များကနေတဆင့်ထုတ်ပြန်လာပြီးတော့အဲ့ဒီပုံသက်ချက်ဗီဒီယိုမှာစံဖို့ခင်ကြီးကဖိလစ်ပိုင်တမရဟောင်းဒူတာဒေးကိုဖမ်းဆီးတရားစွဲဆိုဆက်စည်းနေတဲ့ ICC တရားရုံးရဲ့လုံရများဟာနိုင်ငံတကာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါတဲ့မှားယွင်းတဲ့လုံရများဖြစ်တယ်လို့အခုလိုပဲထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ဖိလစ်ပိုင်တမရဟောင်း Mr. ဒူတာဒေးကို crime against humanity ဆိုတဲ့ဆွဲချက်နဲ့ international criminal code ပေါ့ ICC ရုံးချုပ်ရှိတဲ့ the hate ကိုခေါ်ယူပြီးတော့အဲ့ဒီမှာကြိုတင်တရားစီရင်လုပ်ငန်းတွေဆောင်ရွက်နေတဲ့ကာလဖြစ်ပါတယ်အဲ့ဒီ ICC ရဲ့တရားရေးဆိုင်ရာလှုပ်ရှားမှုကိုစက်တွေကိုလေ့လာကြည့်တဲ့အခါမှာဒါကျွန်တော်တိကျလေ့လာကြည့်တာပေါ့လေဟောနံပါတ်1သူ့ဖွဲ့မဟုတ်တော့တဲ့နိုင်ငံပေါ်မှာသူကသွားပြီးတော့တရားရေးအရာအကျိုးသက်ရောက်မှုရောက်ယူတယ်ဆိုတာဒါမှားနေတယ်လို့ပြော ီလိုမှားဝင်ခြင်းသည်တက်ဆိုင်ရာနိုင်ငံရဲ့အချုပ်အခြာအနာပိုင်ဆိုင်မှုထိခိုက်ဆော်ရသလိုဖြစ်သလို ICC ရဲ့ဒီမှားဝင်သောလုံရတစ်ခုဖြစ်ကဘာမှာဖတ်တန်းတင်သွားနေတာပေါ့အခုလိုမျိုးကျန်းဖို့ဥက္ကဋ္ဌခင်ရီကပြောဆိုလိုက်ပါတယ်ဖိလစ်ပိုင်မှာမူရဲဆေးဝါးတိုက်ဖြတ်ရေးအမိခံပြီးတော့လူအမျိုးများကိုတတ်ဖြတ်ခဲ့တယ်ရာဇဝဲမှုဆိုင်ရာဆွဆွဲချက်များနဲ့နိုင်ငံတကာရာဇဝဲတရားရုံး ICC က ဖမ်းဝရမ်းထုတ်ထားတယ်ဖိလစ်ပိုင်တမရဟောင်းဒူဒါဒေးကိုဖိလစ်ပိုင်အစိုးရကမတ်လ17ရက်နေ့မှာဖမ်းဆီးပြီးတော့နယ်သာလန်နိုင်ငံဘဟိတ်မြို့ကိုပို့ဆောင်လိုက်ခြင်းဖြစ်ကယခုခါမှာ ICC တရားရုံးကစစ်ဆေးမှုများကိုလှုံ့ဆော်နေပြီဖြစ်တယ်လို့သိရပါတယ်။ကြဖို့ခင်ကြီးကနိုင်ငံတကာနိုင်ငံမှာတရားဥပဒေစိုးမိုးရေးဆောင်ရွက်ရတဲ့အတွက်လူအခွင့်ရေးဒန်းလူကြီးများရေးနဲ့တစ်ဖက်သက်စဉ်းစားလို့မရဘဲတရားဥပဒေစိုးမိုးရေးနဲ့အချုပ်ချာအာဏာကိုလည်းဆောင်ရွက်ချိန်ထိုးကြည့်ရှုရန်လိုအပ်ကြောင်းတုံ့သက်ပြောဆိုလိုက်ပါတယ်။ဒီနေ့ကမ္ဘာအင်အားကြီးနိုင်ငံတွေအင်အားကြီးအဖွဲ့အစည်းတွေဟာ ဟလားဟောလူခွေးတို့ဒန်းတို့ညီမမှုတို့အဓိကဒါပြောနေတယ်လို့တစ်ဖက်ကလည်းနိုင်ငံတကာရဲ့အချုပ်အခြာအာဏာနိုင်ငံတကာတရားဝင်စိုးမိုးရေးကိုဆောင်ရွက်နေရတယ်ဆိုတဲ့အချက်တွေကိုချိန်ထိုးကြည့်ရှုဖို့လိုတယ်လို့ကျွန်တော်မြင်တယ်တစ်ဖက်ကကျွန်တော်တို့စဉ်းစားလို့တော့အပြစ်မှမရနိုင်ဘူးဒါနဲ့အာမရနာပြောရင် ICC ရဲ့ဆောင်ရွက်ချက်တွေဟာကျွန်တော်လေ့လာမိသလောက်အာဖရိကနဲ့အာရှဘက်မှာအကျိုးတရားမှုရှိပြီးအချို့နိုင်ငံတို့ဒီဘက်မှာ အကျိုးတရားမရှိဘူးဆိုတော့ double standard ဖြစ်နေတာဒါမှမဟုတ်လေလူတစ်မျိုးမလူတစ်မျိုးဖြစ်နေသလားလို့လဲတုတ်တာမလို့ဖြစ်တယ် တလို့ပေါ့အခုလိုမျိုးခင်ကြီးကပြောဆိုလိုက်ပါတယ်မက်စလာ၁၁ရက်နေ့ကဖိလစ်ပိုင်တမရဟောင်းဒူတာဒေးကို ICC တရားရုံးကိုဖမ်းဆီးပို့ဆောင်ခဲ့တဲ့တရင်ဟာ ICC တရားရုံးကဖမ်းဝရမ်းထုတ်ရန်ပြင်ဆင်နေတဲ့မင်းအွန်လိုင်းနဲ့သူ့ရဲ့မိသားစုအပေါ်ပတ်ရောက်မှုများရှိခဲ့ပြီးတော့ ICC တရားရုံးကဖမ်းဝရမ်းထုတ်ရင်ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေများနဲ့ပတ်သက်ပြီးတော့မင်းအွန်လိုင်းကအစီရင်ခံစာတင်ပြခိုင်းမှုများရှိနေတယ်လို့သိရပါတယ်ဖိလစ်ပိုင်တမရဟောင်းကို ICC တရားရုံးကဖမ်းဆီးခဲ့တဲ့အမှုဟာမင်းအွန်လိုင်းနဲ့နေပြည်တော်ကဗိုလ်ချုပ်များကြားထဲမှာ ထိတ်လန့်စိုးရိမ်တုန်လှုပ်မှုများဖြစ်ပေါ်လျက်ရှိတယ်လို့စုံစမ်းသိရှိရကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မှာငွေကျပ်66ဘီလီယံကျော်တန်ဖိုးရှိတဲ့မူရဲစေဝါများဖန်ဆီးရရှိမှုကိုအေအေနဲ့ပတ်သက်တဲ့ဆိုပြီးတော့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာနိုင်ငံရေးတိုက်ခါချတဲ့ထိုးနဲ့တိုက်ခိုက်မှုဖြစ်တယ်လို့အေအေကတုံ့ပြန်ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လာ6ရက်နေ့ည9:00နာရီခွဲအချိန်မှာရန်ကုန်တိုင်းဒဂုံမြို့တဲတောင်ပိုင်း144ရပ်ကွက်စင်ဖြူရှင်လန်းအမှတ်946 946မှာရှိတဲ့ဂိုဒေါင်ထဲမှာမူရဲစေဝါများဖန်ဆီးရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီမူရဲစေဝါများကိုအရခတက်တော်အေအေရဲ့စီဝါရေး ရေးတာဝန်ခံရဲဝင်းခေါ်ကြော်ဆိုးလေးနဲ့ဇနီးဖြစ်သူရွှေကောင်းသာဆက်လီပိုင်ရှင်မတီတာမြင်းတို့ကစီမံခန့်ခွဲပြီးတော့မလေးရှားနိုင်ငံကိုပို့ဆောင်ရန်ပြင်ဆင်နေခြင်းဖြစ်တယ်လို့ပြောဆိုထားပါတယ်။အဲ့ဒီမူရည်စေဝါများဟာငွေကျပ်66ဘီလီယံကျော်တန်ဖိုးရှိတယ်။ Ice Methamphetamine 3တန်ကျော်၊ Ketamine K 200ကီလိုနဲ့အတူမူရည်ကုန်ကူးအဖွဲ့ကိုရန်ကုန်မြို့မှာဖမ်းဆီးရရှိခဲ့ကြောင်းစစ်ကောင်စီဘက်ကထုတ်ပြန်ခဲ့ပါတယ်။မူရည်စေဝါဖမ်းဆီးမှုဖြစ်စဉ်မှာတန်းလွင်ဝေးရောက်အောင်ခေါ်တားကြီး တန့်ကောင်းဆက်ခေါ်ပေါင်ချင်းရဲရဲနိုင်လှတန်းဦးခေါ်ရာကွတ်စတဲ့လူ၅ဦးကိုမော်တော်ယာဉ်၃စီးနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ဖော်ပြထားပါတယ်။မူရဲစေဝါများကိုဝါကိုပိုင်အုပ်ချုပ်ခွင့်ရဒေသာပန်ဆိုင်မြို့မှာနေထိုင်တဲ့တင်မောင်ဝင်းရဲ့ကိုကဲမှုနဲ့တန်းလွင်ဆိုသူကတဲဆောင်ပေးခြင်းဖြစ်တယ်လို့သိရပါတယ်။ရန်ကုန်မြို့ကနေတဆင့်ပြန်လည်ရောင်းချပေးနေတဲ့ဟိန်းစီသူခေါ်ဇော်ဇော်အောင်ခေါ်အောင်ကိုကိုခေါ်ထင်းလင်းပြေနဲ့တင်လာခေါ်စတဲ့တို့ကိုလည်းဖမ်းဆီးထားကြောင်းစစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ဒါအပြင်ကြော်ကြော်သိန်းခေါ်ကြော်ကြော်ခေါ်အသေးလေး ရွှေကောင်းသာဆက်လီနဲ့မလေးရှားပင်လယ်ပြင်ကိုတာဝန်ခံပို့ဆောင်ပေးသူမင်းမင်းဆိုးကိုလွိုင်လွင်မြို့မှာဖမ်းဆီးရမိခဲ့တယ်လို့ဖော်ပြထားပါတယ်။၎င်းနဲ့ဆက်ဆက်သူမျိုးမင်းဆိုးခေါ်ကိုမျိုးကျော်ဝေထွန်း တိန်ထွန်းခေါ်တန့်စဉ်ရန်ရှင်းအောင်နဲ့ဇော်ဇော်အောင်တို့ကိုလည်းစိတ်ကြီးခဏောင်းတို့မှရွှေကောင်းတာဆက်လီနဲ့အတူဖမ်းဆီးရမိခဲ့ကြောင်းဖော်ပြထားပါတယ်။အရခတ်တပ်တော် AA ရဲ့စီးပွားရေးတာဝန်ခံရဲဝင်းခေါ်ကျော်စိုးလင်းနဲ့ဇနီးဖြစ်သူမတ်တီရာမြင်းတို့ကတန့်ရန်တောင်ကြီးမန္တလေးနဲ့ရန်ကုန်မြို့တို့မှာကိုပိုင်ကားခိတ်များရှိပြီးတော့ခရီးသည်တွေမှန်လုံကား16စီးကိုပိုင်ဆိုင်ထားကြောင်းစစ်ကောင်စီကပြောဆိုထားပါတယ်။ AA ရဲ့ထုတ်ပြန်ချက်ထဲမှာတော့စည်ရေးအရရှုံးနေနေတဲ့အကြမ်းဖက်စစ်တပ်က AA ကိုနိုင်ငံရေးတိုက်ခါချ ထိုးနဲ့တိုက်ခိုက်နေတယ်လို့ဖော်ပြထားပါတယ်။မူရဲစေဝါဖန်းစီရရှိမှုမှာအေအေရဲ့အမည်နာမကိုဖဲ့သွင်းထားရုံသာမကပဲနဲ့သတင်းထဲမှာပါတဲ့ကိစ္စရပ်များကိုအတေးရတမှာဆက်ဆက်ပတ်သက်နေတယ်ဆိုပြီးတော့စွပ်စွဲနေတယ်လို့ဖော်ပြထားပါတယ်။မူရဲစေဝါသတင်းနဲ့အေအေတို့ကြားထဲမှာဘလို့မှဆက်ဆက်မှုမရှိဘူးဆိုတာကိုအတီအလင်းပြတ်သားစွာပြောကြားလိုပါကြောင်းထုတ်ပြန်ထားပါတယ်။မူရဲစေဝါဒုစရိုက်မှုများခေတ်သစ်အွန်လိုင်းလောင်းကစားကြားဖြန့်ကိစ္စများဟာအကြမ်းဖက်စစ်ကောင်စီအုပ်စု ဖက်စစ်စစ်ကောင်စီရဲ့ထိမ့်ချုပ်ထားတဲ့နေရာများနေပြည်တော်ရန်ကုန်မန္တလေးစစ်ကောင်စီကခေအဆက်ဆက်လက်သက်မွေးထားတဲ့ပြည်သူစစ်များကြီးစိုးထိမ့်ချုပ်ရာနယ်မြေများနဲ့အကျင့်ပြတ်အဂရိလိုက်စားလက်ပေးလက်ယူစစ်ဗိုလ်ချုပ်ကြီးများပိုင်ဆိုင်တဲ့နေရာများမှာသာအဓိကတွေ့ရလျရှိတယ်လို့ဖော်ပြထားပါတယ်။လောင်ကစားများမူရဲစေဝါကိစ္စရများအလုံးမှာခြဆားလက်စားတဲ့စစ်ကောင်စီဗိုလ်ချုပ်ကြီးများပအဝင်ပတ်သက်မှုများရှိနေပြီးတော့၎င်းတို့ရဲ့လက်ချက်သားဖြစ်တယ်လို့အေအေဘက်ကဖော်ပြထားပါတယ်။ အခုလိုမျိုးငင်းမရတဲ့တပ်တွေအထောက်ထားများကတပ်တွေခံရရှိတယ်လို့အေအေဘက်ကထုတ်ပြန်ထားပါတယ်စစ်ကောင်စီက၎င်းတို့ရဲ့စေရေးအရာရှုံးနေနေတဲ့အချိန်များမှာနိုင်ငံရေးအောက်လုံးများထိုးနှက်ချက်များတိုက်ခါချမှုများကိုအချိန်ကိုက်ပြုတ်လုလေရှိတာဟာစစ်တပ်ရဲ့လုံလေကြအကျင့်နဲ့လုံလေလုံထရှိတဲ့နိုင်ငံရေးရုံမှမှုများဖြင့်ဖြစ်ကြောင်းသိရပါတယ်အေအေအနေနဲ့ဝိရစေဝါနဲ့ဘလို့မှဆက်ဆက်မှုမရှိဘူးလို့အေအေဘက်ကထုတ်ပြန်ငြင်းဆုံထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ AMR တိုင်းလေးမြနာမြို့နယ်မှာ AA နဲ့စစ်ကောင်စီတပ်များကြားထဲမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့အကြမ်းဖက်စစ်တပ်ကထိခိုက်ဒေဆုံးမှုတွေများပြားနေကစစ်သားတွေရဲ့အလောင်းများကိုအင်ဂဘူမြို့ကိုပို့ဆောင်ပြီးတော့တကြိုနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ18ရက်နေ့ကစတင်ပြီးတော့လေးမြနာမြို့နယ်ဝေကုန်းကြီးရွာအုပ်စုမှာရှိတဲ့ဝေကုန်းရွာ၊လဲခုံလေးရွာ၊လဲခုံကြီးရွာ၊ဆက်ဆက်ရိုးရွာ၊ချင်းလေရွာနဲ့စမ်းကုန်းရွာတို့မှာအကြမ်းဖက်စစ်တပ်နဲ့ AA တို့တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီကြီးရွာမှာ များမှာထိတွေ့တိုက်ပွဲများယနေ့အချိန်ထိကိုပြင်းထန်နေပြီးတော့အကြမ်းဖက်စစ်တပ်ကထိခိုက်သေးဆုံးသူတွေများပြားကသေဆုံးသွားတဲ့မသားအလောင်းများကိုအင်ကပူမြို့နယ်ကွေးကောက်ဒေသပသိမ်မုံရွာလမ်းမကြီးဘေးမှာရှိတဲ့ အုတ်တွင်းကုန်းချေးရွာမိသကြိုဇက်ကိုပို့ဆောင်ပြီးတော့မိသကြိုနေရတယ်လို့သိရပါတယ်။လက်ရှိအချိန်မှာထိပ်တွေ့တိုက်ပွဲများကြောင့်ဝေကုန်းချေးရွာအုပ်စုကဒေသခံပြည်သူများအပါအဝင်အနီးအနားချေးရွာများကထောင်ထဲချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။မက်စလာ18ရက်နေ့လောက်ကလေးကစပြီးတော့လေးမြနာမြို့နယ်မှာတိုက်ပွဲကတော်တော်လေးကိုပြင်းထန်နေတယ်လို့သိရတယ်။ ဝေကုန်းကျေးရွာအုပ်စုထဲမှာဖြစ်နေတာဒီနေ့အထိလည်းတိုက်ပွဲကပြင်းထန်နေတယ်လေရင်ကလည်းဘုံကျဲနေတော့ဝေကုန်းအုပ်စုအတွင်းတွေကရွာတွေကစစ်ဘေးတွေတိတ်ရှောင်နေရတယ်လို့စစ်ရေးသတင်းအင်းမြစ်တကူကပြောဆိုထားပါတယ်အေအေကရခိုင်ပြည်နယ်နဲ့ဆက်ဆက်လျက်ရှိတဲ့အေအာဝတီတိုင်းမကွေးတိုင်းနဲ့ပဲခူးတိုင်းတို့အတွင်းတွေကိုထိုးဖောက်ဝင်ရောက်တိုက်ခိုက်မှုများကိုဇက်တိုက်လှုံ့ဆော်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်း30မြို့နယ်မင်းလာမြို့တို့မှာအကြမ်းဖက်ဆက်တကကိုရင်တော်ပိတာအပဝင်းလူငယ်18ဦးကိုစစ်မှုထမ်းခိုင်းရန်ပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကမက်စလာ19ရက်နေ့မနက်10:00နာရီခွဲအချိန်ကမှတာယာရီမြို့နယ်30မြို့ဆန်ရွေးတန်းရက်ကွက်ဆန်ရွေးတန်းလမ်းဘောလုံးဝင်းကျောင်းတိုက်ကအသက်18နှစ်အရွယ်ကိုရင်တောပိဒါခေါ်မောင်တပ်ပိုင်ရဲကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါဗျ။ကိုရင်တောပိဒါခေါ်မောင်တပ်ပိုင်ရဲဟာဖုန်ကြီးဝစ်ထားတာဟာနှစ်လခန့်သာရှိသေးပြီးတော့ ်ဘောလုံးဝင်းကြောင်းတိုက်အနေစစ်သားများနဲ့ပြူစော်တီများကကားနဲ့ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါဗါးကိုရင်တော်ပိတာကဖုန်ကြီးဝက်ကြီးနဲ့ပါသွားတာမနေ့ကပြူစော်တီတွေနဲ့စစ်ခွေးတွေကကားနဲ့ပေါ်တာဆွဲသွားတာကိုမြင်လိုက်တဲ့သူတွေရှိပါတယ်သူကကိုရင်ဝက်တာနှစ်လလောက်ပဲရှိသေးတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါဗါးအလားတူပဲဘကိုးတိုင်းမင်းလာမြို့အမှတ်6ရပ်ကွက်ကလူငယ်ကိုအုပ်ကိုလည်းအကြမ်းဖက်စစ်ကောင်စီတပ်သားများကပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဒေသခံပြည်သူများကသတင်းပေးဖို့တိုင်ကြားထားပါတယ်မက်လာ17ရက်နေ့မှာမင်းလာမြို့အမှတ်6ရပ်ကွက်က မေစားတောက်ဆိုင်မှာစစ်ကောင်စီတပ်သားများအရက်လာတောက်တဲ့အချိန်အရက်မပေးတဲ့ပြဿနာနဲ့ပတ်သက်ပြီးတော့ဇပွဲတော်6ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါဗျ။အခုလိုမျိုးပေါ်တာဆွဲဖမ်းဆီးသွားပြီးတဲ့နောက်အဲ့ဒီဆိုင်ပိုင်ရှင်ကငွေကျပ်300နဲ့ပြန်လဲရွေးထုတ်ခဲ့ရတယ်လို့သိရပါဗျ။ဒါအပြင်အမှတ်6ရက်ကအုပ်ချုပ်ရေးမှူးဘုံတို့ရဲ့တူတော်ဆက်သူဟိန်းတို့ညီကို2ဦးကိုလည်းအကြမ်းဖက်စစ်ကောင်စီတပ်သားများကတန်တယ်ပစ္စည်းအဟောင်းဝယ်ဒဏ်ခွင့်ခွင့်ပေးထားတဲ့ အခွန်ဆောင်ထားတဲ့ပြေစာမပြနိုင်တဲ့အမှုနဲ့ပေါ်တာဆွဲဖမ်းဆီးသွားပြီးတော့ငွေကျပ်သိန်း90နဲ့ပြန်လဲရွေးထုတ်ခဲ့ရတယ်လို့သိရပါတယ်။မင်းလာမျိုးအမတ်6ရက်ကွက်မြောက်ဘက်မြို့တက်လေးလမ်းမှာနေထိုင်သူတဦးဟာရှားပင်ခွေရွာဘက်ကိုပဲစပါးကိစ္စနဲ့တွားရောက်ပြီးတော့ပြန်လာတဲ့အချိန် ်ကောက်ခွေးတန်းရွာထိပ်အရောက်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါဗါဒအပြင်မဲလာမြို့ထွေအုပ်ရုံးရှိကိုလည်းအကြမ်းဖက်စစ်ကောင်စီတပ်သားများကည7:00နာရီကနေမနက်3:00နာရီအထိဖြတ်တန်းသွားလာခွင့်မပြုလုပ်ရန်စကတ်ပြီးတော့တရိပ်ပေးထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတဲ့လေးမြနာမြို့မှာစစ်ကောင်စီကရခိုင်စစ်ဘေးရှောင်နှစ်ဦးကိုဖမ်းဆီးထားပြီးတော့အဆက်အသွယ်ပြုလုပ်လို့မရတော့ဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လေးမြနာမြို့နယ်ကွင်းကြီးကျေးရွာအုပ်စုကိုစစ်ကောင်စီကပြီးခဲ့တဲ့မတ်လ15ရက်နေ့မှာဝင်းအောင်စီးနှင်းခဲ့ပြီးတဲ့နောက် အောင်စံခွင်းနဲ့ဇီးပင်ခွင်းကြေးရွာကရခိုင်တိုင်းရင်းသားစစ်ဘေးရှောင်နှစ်ဦးကိုစစ်ကောင်စီကဖမ်းဆီးခေါ်ဆောင်သွားရာယနေ့အထိဆက်သွယ်လို့မရသေးဘူးလို့သိရပါဗျ။လေးမြန္တာမျိုးနယ်အဆက်ပသိမ်မုံရွာလမ်းပိုင်းကရွာတွေမှာတိုက်ပွဲတွေဆဖြစ်လာတဲ့ရခိုင်တိုင်းရင်းသားတွေဆိုရင်အေအေနဲ့ပတ်သက်လားဆိုပြီးတော့ပို့ပြီးတော့ဆက်ဆေးတယ်။မတင်ကားလို့ဖမ်းခါရတဲ့သူတွေရှိပါတယ်လို့သတင်းရင်းမြစ်ကပြောပြထားပါဗျ။စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဟာပြီးခဲ့တဲ့မတ်လ၂ရက်နေ့ကလည်းလေးမြန္တာမျိုးအမှတ်၁ရပ်ကွက်မှာရှိတဲ့စတပ်မင်းသားလူငယ်တအုပ်ကိုဖမ်းဆီးသွားပြီးတော့ ထိုးနဲ့နှိပ်ဆက်ကဥကောက်နဲ့တနက်ကိုပြစ်ခတ်တပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ဖေဗူလာ22ရက်နေ့ကလည်းလေးမြန္တာမြို့မှာရှိတဲ့အမျိုးသားတအုပ်ကိုစစ်ကောင်စီကဖမ်းဆီးပြီးတော့ရိုးမာတဲ့ကိုခေါ်သွားတာအရခတက်တော်အေအေနဲ့ပြည်သူ့ကာကွယ်တပ်မတော် PDF များရှိတဲ့နေရာများကိုလမ်းပြခိုင်းရာမသိတဲ့အတွက်ရိုးမာတဲ့မှာတပ်ဖြတ်ထားခဲ့တယ်လို့သိရပါတယ်။အခုရက်ပိုင်းမတ်လ18ရက်နေ့မှာ မကွေးတိုင်းငဖဲမြုံနယ်မှာရှိတဲ့ပြင်းဝစစ်စေးရေးဂိတ်ကစစ်ကောင်စီတပ်ဖွဲ့များကရခိုင်အမျိုးသား၃ဦးကိုလည်းဖမ်းဆီးလိုက်တယ်လို့သိရပါဗျ။လက်ရှိမှာစစ်ကောင်စီကရခိုင်ပြည်နယ်အတွင်းပြန်လည်ဝင်ရောက်လို့တဲ့စစ်ဘေးရှောင်များကိုအကြောင်းမျိုးမျိုးပြပြီးတော့ဖမ်းဆီးနေပြီး73စီနဲ့အခြားအခြေခံစားတောက်ကိုတည်ယူခွင့်တွေကိုလည်းပိတ်ပင်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ